မင်္ဂလာပါကျွန်တော်ဆက်ရကတော့တရားမလုပ်ရသေးဘူးဒါပေမဲ့ကျွန်တော်ပြရစီလေးရှိလို့ဒီဗီဒီယိုလေးရိုက်လိုက်တာပေါ့အဲ့ဒါကတော့ Fujika ဗီဒီယိုကင်မရာလေးပဲဖြစ်ပါတယ်ဒီကင်မရာက1962ခုနှစ်ကထုတ်တဲ့ကင်မရာပေါ့သူက Flynn သုံးပြီးတော့မှရိုက်ကြတဲ့ကင်မရာဗီဒီယိုကင်မရာလေးပေါ့ Fujika single 8mm သုံးပြီး300မော်ဒယ် ကျွန်တော်ဒီကင်မရာလေးကိုဝယ်လိုက်တာကကျွန်တော်စုဖို့အတွက်ဝယ်လိုက်တာပေါ့နော်အိမ်မှာအလားထားရအောင်ပေါ့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်မှားလိုက်တုန်းကသူပြောတာကကင်မရာကတကယ်တမ်းသုံးရင်သုံးလို့ရတယ်ပေါ့နော်အဲကျွန်တော်ရောက်တော့သုံးဖို့ရသည်လားမသိသိချင်လို့ပေါ့နော်ဒီမှာတကယ်လေးလုံးထည့်ရတယ်တကယ်လေးလုံးထည့်ပြီးကျွန်တော် record နှစ်ကြီးရောမော်တာလေးမလေတော့ပါဘူးအာအရင်တော့မကြည့်ပါဘူးမဟုတ်လေကျွန်တော်ဒီအိမ်အလားထားဖို့အတွက်ပေါ့ကျွန်တော်ကဗီဒီယိုတွေကြိုက်ရတယ်ကြိုက်တယ်ပြီးတော့ဗီဒီယိုကင်မရာတွေကြိုက်တယ်အဲအကြောင်းမို့ကျွန်တော် ီ flint နဲ့ရိုက်တဲ့ video camera လေးကိုကျွန်တော်ဝယ်ဆုလိုက်တာပါ။သူက lens ကကျတော့ aperture က f1.2 ဒီဖွင့်လို့ရတယ်။ပြီးတော့ zoom lens နဲ့ပေါ့နော်။ဒါပေမဲ့ဘာမှတော့တိတိတာချင်းတော့မရှိဘူးပေါ့။အရင်တော့က camera lens တွေဆိုတော့ဒီကနေဒီကကျတော့ view finder ဒီကနေချောင်းကြည့်ပြီးကြည့်ကြတာ။ပြီးဒီမှာတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်တရဆိုရင်မှ flint ကတော်တော်မှတ်သွားပြီ။ตัวดีแล้วมาฟลินแท้อ่ะ အာဒီမှာ flint ထည့်ပြီးမှရိုက်လာတာပေါ့တော့ကြတယ် video camera လေးကျွန်တော်ရင်းတော့ကြတယ် okay အဲ့ဒါလေးလာပြောပါဘာလို့မဟုတ်ပါ